မြန်မာလိုခေါ်ရင်တော့ထိတ်ကတ်နာလားထိတ်ခတ်နာလားတော့မသိဘူးဆေးပညာအခေါ်အရဆိုရင်တော့ sinusitis လို့ခေါ်ပါတယ်ကျွန်တော်တို့ရဲ့ဦးခေါင်းခွန်ကိုကြည့်မယ်ဆိုရင်ဒီနှာခေါင်းရဲ့ဘေးဘက်ပါးရိုးလို့ခေါ်မှာပေါ့ဒီပါးရိုးနှစ်ဖက်ရဲ့ပြီးတော့နှစ်ဖူးပေါ့နော်အဲ့ပတ်ဝန်းကျင်မှာ sinus လို့ခေါ်တဲ့အယိုးခေါင်းဘွားလေးရှိပါတယ်အဲ့ယူခေါင်းပွားလေးတွေကနှာစီးနှာပိတ်တာကြာလာလို့ရှိရင်သူကခဲပြီးတော့အထဲထဲမှာနှက်တွေက အယူခေါင်းပွားလေးတွေမှာပိတ်ပြီးတော့ပိုးဝင်ပြီးတော့အဲနှက်အပြစ်တွေဒီအနက်ပြင်းတဲ့နှက်ချီးတွေအဲ့ဒါတွေဖြစ်လာတယ်။အဲ့ဒီအယူခေါင်းပွားလေးတွေပိုးဝင်ပြီးရောင်ရမ်းတာကို sinusitis အထိတ်ခတ်နာလို့ခေါ်တာဖြစ်ပါတယ်။ဖြစ်စီတဲ့အကြောင်းကတော့ virus တို့ bacteria တို့ allergy တို့ကြောင့်ပေါ့နော်။အဖြစ်အများဆုံးကတော့ allergy ဖြစ်ပြီးတော့ bacteria ပိုးဝင်တာဖြစ်ပါတယ်။အဲ့ပြီးတော့နှာခေါင်းထဲမှာအတပူရှိတဲ့သူတွေပြီးတော့နှာခေါင်းပုံသဏ္ဍာန်မမှန်တဲ့သူတွေမှာလည်း sinusitis ဖြစ်တတ်ပါတယ် sinusitis ရဲ့လက္ခဏာတွေကတော့နှာခေါင်းပိတ်မယ်ပထမဆုံးနှာရည်အခြေတွေကြာမယ်ပြီးတော့ရက်ကြာလာရင်နှာရည်ကပြစ်လာမယ်အတုံးခဲတွေဖြစ်လာမယ်ပြီးရင်နှက်ချီအစိမ်းတွေအွားတွေထွက်မယ်ပြီးတော့ bacteria ပိုးဝင်ပြီးတော့ဒီနှက်တွေကအနံ့နံမယ်ပြီးတော့ကိုယ်အသက်ရှူလိုက်ရင်တော့မှကိုယ်နှာခေါင်းထဲအပုံနံ့ရနေတဲ့စိုးစိုးဝါးအဲ့လောက်ထိဖြစ်နိုင်ပါတယ် ပြီးတော့ဒီနှာခေါင်းဘေးနှစ်ဖက်နဲ့နှစ်ဖူးတို့နှစ်ထင်တို့အဲ့ပါရိုးတွေပေါ့အဲ့ဟာတွေကကြိုက်ခဲတယ်ပြီးတော့ post nasal drip လို့ခေါ်တယ်နှာခေါင်းနောက်ကနေအာခေါင်ထဲကိုနှာရည်တွေကျပြီးတော့ခဏခဏချောင်းခတ်ထုတ်ရတာမျိုးဖြစ်တတ်တယ်ပြီးတော့အနံ့အရသာမရတော့ဘူးပေါ့နော်အနံ့မရတော့ဘူးအရသာခံလို့မရအောင်အဲ့ဒါတွေဖြစ်တတ်ပါတယ်ပူဆိုးရင်တော့ရက်ရှည်ဖြားတာခေါင်းကြိုက်တာပြီးတော့နားကြိုက်တာတွေထိပါဖြစ်တတ်ပါတယ် အဲ့ဒါကြောင့်မကြခဏနှာစီးတဲ့သူတွေအလက်ကြီးဖြစ်တဲ့သူတွေက သတိထားသင့်ပါတယ်။အာတကယ်လို့ထိတ်ခတ်နာလို့တန်တရားဖြစ်ပြီးဆိုရင်တော့အာ sinus x-ray လို့ခေါ်တဲ့ဒီပါယူအယူခေါင်းပွားလေးတွေကိုရိုက်တဲ့ဓာတ်မှန်ရရပါတယ်။အဲနားနှာခေါင်းလည်းကြောင်းအထူးကုဆရာဝန်တွေမှာဆိုလို့ရှိရင်တော့သူတို့နှာခေါင်းထဲကိုအဲ endoscope လို့ခေါ်တဲ့ဒီမှန်မြောင်းလေးနဲ့နှာခေါင်းထဲကိုကြည့်ပါတယ်။အဲလိုအပ်လို့ရှင်တော့ CT ရော MRI တို့ရိုက်ရပါတယ်။သူရဲ့ကုသပုံကတော့အရင်ကြီးမခက်ခဲပါဘူး။အနားယူရတယ်၊ရေများများတောက်ရတယ် ဒီနှာခေါင်းထဲကနှက်တွေအရေးပြောတော့အရေးများများတောက်ရတယ်ပြီးတော့အလိုအပ်ရင်အကြိုက်ခက်ပြောက်စီတောက်ရတယ်ကီမိုစတိုဘာလို့လဲအယောင်ချာစီလဲတွဲပြီးတောက်ရတယ်အပြီးတော့အလက်ချစ်တတတဲ့ဈေးတဲ့ဆီးတွေဖြစ်တဲ့ citrulline တို့ levocitrazine တို့ဒီလိုဆီးတွေတောက်ရတယ်အာပိုးသက်ဆီး antibiotic ကတော့လိုအပ်ပြီဆိုတောက်ရတယ်ဘယ်လိုချိန်ကြီးလိုအပ်လဲဆိုတော့နှာစီးတာရက်ရှည်ရင်ပေါ့အချမ်းမြင့်အားဖြင့်ကတော့တပတ်ထပ်ပူပြီးတော့နှာစီးနာပိတ်နေမှာဆိုရင်စီကံပြတ်တာတင်ပါတယ်